လာရှုခရိုင်ပြည်သူ့ဂျမားရေးဦးစီးဌာနမှယောင်ပြန်လည်ဖွင့်လှစ်၍ဒေတာခန်တိုင်းရင်းသားပြည်သူများအတွက်ပနာမဂျမားရေးဆောင်ရှောက်ခြင်းလုပ်ငန်းများကိုအားဖြည့်ဆောင်ရွက်သွားမှာဖြစ်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့တွင်ခရိုင်ပြည်သူ့ဂျမားရေးဦးစီးဌာနမှယောင်ဖွင့်ပွဲခမ်းနားကိုဒီဇင်ဘာလ၁ရက်နေ့နနက်၁၀နာရီကရက်ွက်ရှင် နေမြေတရှိအဆိုပါရုံ၌ကျင်းပခဲ့ပါသည်။ ရှေးဦးစွာပြည်နယ်ဆိုရအောက်ချုပ်ရေးဖွဲ့ခွဲ ရှမ်းမြောက်ဥက္ကဋ္ဌဦးမြင့်တန်းဝင်းခိုင်စီမံခန့်ခွဲရေးနဲ့အောက်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးမင်းထွန်းနဲ့ပြည်နယ်ပြည်သူ့ဇမားရေးနဲ့ကုသရေးဦးစီးဌာနမှူးဒေါက်တာထွန်းညွန့်ဦးတို့ကခရိုင်ပြည်သူ့ဇမားရေးဦးစီးဌာနမှူးရုံးဖွင့်ပွဲအခမ်းအနားအဖွဲ့ချုပ်ဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ထို့နောက်ပြည်내ဆိုရအုပ်ချုပ်ရေးဖွဲ့ခွဲရှမ်းမြောက်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက KI ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှရုံးဆိုင်ပုတ်အားအောင်တပြေခက်ဖြင့်အမွေနတ်သားကြီးများပက်ဖြန်းပေးပြီးစုပေါင်းမတက်တဲ့ပုံရိုက်ကူးခဲ့ကြပါသည် ဓမ္မယဝန်ကြီးဌာနနဲ့ရှမ်းပြည်နယ်အစိုးရဖွဲ့တို့၏ဦးဆောင်လမ်းညွှန်မှုဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းပြည်နယ်အစိုးရအချုပ်ရေးဖွဲ့ခွဲပြည်သူ့ဓမ္မယဦးကြီးဌာနနဲ့နှီးနွယ်ဌာနဆိုင်ရာများပူးပေါင်း၍လုပ်ငန်းရာကြီးရပ်ဆိုင်ထားသောလာရှုံမြို့ရက်ကွက်တဲ့နေမြေတရှိလာရှုခရိုင်ပြည်သူ့ဓမ္မယဦးကြီးဌာနမှုရုံးကို2025ခုနှစ်ဒီဇင်ဘာလတရက်နေ့နံနက်ပိုင်းမှစ၍ပြန်လည်ဖွင့်လှစ်ပြီး ပနာမှာကျမ်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကိုအားဖြည့်ဆောင်ရွက်တော်မှာဖြစ်ပါတယ်။လာရှုခိုင်နှင့်မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှာအခြေခံကျန်းမာရေးဝန်ထမ်းများသည်လာရှုမြို့ပေါ်နှင့်အနီးတစ်ဝိုက်ရှိခြေရွာများမှာဒေသခံတိုင်းရင်းသားပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကုဆတ်ယောဂကာကွယ်နေနေလုပ်ငန်းကိုဝင်ဆောင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့်ကာကွယ်ဆေးထိုးနိုင်တဲ့ကြွေးခြင်းလုပ်ငန်းအားပြန်လည်အားဖြည့်ဆောင်ရွက်ရန်အတွက် အမီလိုက်ကားွယ်စီထိုးနှံတိုက်ကြွေးခြင်းအသက်15နှစ်အောက်ကလေးများအားအထူးအစီအစဉ် Special Immunization Activities ဖြင့်ကာကွယ်ဆေးထိုးနှံတိုက်ကြေးပေးခြင်းစသည်ဖြင့်ကာကွယ်ဆေးထိုးနှံတိုက်ကြေးခြင်းလုပ်ငန်းများကိုကလေးတိုင်းစီတို့ရောက်ရှိအောင်နီလန်မျိုးစုံဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်ရှင်။